အားလုံးမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်၃ရက်နေ့ညနေပိုင်းအထူးဒစ်ဆက်ဆရာရှိပါတယ်အဲ့ဒီအကြောင်းကတော့အာကြီးလို့လူတိများတယ်ဘောင်းဝင်တန်းမဝင်ကြက်မပြည့်တဲ့ဇော်ဘုံဟိန်းတကောင်နှအုံဖုံခါခံနေရတဲ့အကြောင်းကျွန်တော်မိဘတွေကိုအတိပေးလိုပါတယ်ဆိုတော့သူဘာကြောင့်အဖမ်းခံရတာလဲဒီအကြောင်းတွေကိုကျွန်တော်တို့အတူတူစဉ်းစားကြမယ်အခု तू ဘလို့ပုံစံဖြစ်နေပြီလဲပြီးတော့အချမ်းဖက်စစ်ခွေးတက်ရဲ့ lobby အတိုင်းဝိုင်းတွေဟာတကယ့်ကိုဘောင်းမွင်တမ်းမွင်ဘဲနဲ့သူတို့ကို၌လဲကြက်မပြည့်ပဲနဲ့ဘဲအချိန်ထိနောက်ဆုံးအချိန်ထိအယိုးကိုက်နေသည့်တိုင်အောင်သူတို့တွေအခုလိုပဲလွယ်လွင့်တကူအမှုမျိုးစုံခေါင်းစဉ်တက်ခံရပြီဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့အကြောင်းကိုတင်ပြပေးပါမယ် ဒါကြောင့်ကျွန်တော်ရဲ့ free ကိုအဆုံးအထိဝင်းရင်ကြည့်ချူကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်။ဇော်ဘုံဟင်းဘာကြောင့်အဖမ်းခံလိုက်ရတာလဲ။အာကြီးလို့လဲလူသိများကြပါတယ်။သူအာလားမအာလားဆိုတာကိုကျွန်တော်ရဲ့မိဘတွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ဇော်ဘုံဟင်းဆိုတဲ့ကောင်ဘောင်ဝင်တန်းဝင်ကျက်ပါမပြည့်တဲ့ကောင်အဲ့ဒီကောင်ဟာဒါအကြောင်းဖတ်စစ်ခွေးတက်ရဲ့စစ်လော်ဘီလုပ်နေတာကြာပြီ။ ဒီကောင်ဟာသူ့ရဲ့မိမနဲ့꿰ပြီးတော့လက်ရှိသူ့မိမကလည်းတရုတ်ပြည်မှာပါဆိုတော့တနာဖို့အလွန်အင်တန်ကောင်းပါတယ်မိမကလည်းသူ့ကိုစွန့်ပစ်ခဲ့တယ်ဒီနိုင်ငံအတွင်းထဲမှာလည်းအားမလို့အားမရနဲ့အားပေါင်းအားရင်းတန်တန်နဲ့ဒါမင်းအောင်လှိုင်တဲ့ဒါအာနာရှင်အုပ်စုကိုဒါပြောဆိုနေတဲ့အပေါ်မှာ ဘယ်အချိန်မှာဘယ်ကောင်အလှည့်ရောက်လာမလဲဆိုတာကိုကျွန်တော်မိဘပြည်သူတွေကအမြဲတမ်းစိတ်ဝင်စားရှိနေကြတာပါဒီကနေ့မှာတော့အာဒီခေါ်ဇော်ဘုံဟဲ့ရဲ့အလှည့်ရောက်သွားပါပြီဒါကအော်တိုပါပဲကလင်နာကြပြောမယ်ဆိုရင်လည်းမှန်ပါတယ်သူရဲ့ဖြစ်စဉ်အစသူဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့ဇလန်းရှိပါတယ်အဲ့ဒီဇလန်းကပြင်ဦးလင်ကြီးအားကိစ္စနဲ့ဆက်ဆက်နေပါတယ်ကျွန်တော်နိုင်ငံအတွင်းထဲမှာဒါအာနာရှင်အုပ်စုနဲ့ သူတို့မဟုတ်သူတို့နဲ့တွဲပြီးတော့လှုပ်လှုပ်နေတဲ့ခရိုနီအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့လွန်ဆွဲပွဲမှန်သမျှဘသူ့ကိုမှအလုပ်မပေးဘဲနဲ့အခုလိုပဲဒါတစ်မောင်ခိုးခိုးထုတ်မှုတွေလိုင်စင်မဲ့ကားအယောင်းဝယ်လုပ်တဲ့အမှုတွေဒီလိုဆွဲချက်အများစွာနဲ့သူ့ကိုအမှုဖွင့်အရေးယူခဲ့တာပါဇော်ဘုံဟင်းကိုဆွဲချက်တင်ခဲ့တဲ့အမှုတွေကရောမှန်ကန်မှုရှိရဲ့လား ကျွန်တော်တို့သုံးသက်ကြည့်အောင်ဟုတ်ပြီငကူတွေကအဲ့ဒီကောင်ကတစ်မှောင်ခိုလုပ်ငန်းလုပ်တဲ့ကောင်ပါလိုင်စင်မဲ့ကားရောင်းဝယ်ကိစ္စဒါသူတို့အချင်းချင်းအမိတက်ထားတဲ့အမှုတွေပါလိုင်စင်မဲ့ကားအရောင်းအဝယ်ပြီးတော့သုံးစွဲမှုကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့အာနာရှင်နဲ့ပတ်သက်သူမှန်မြလုတ်ကင်းတာရောရှိလို့လားလွယ်လွယ်လပ်လပ်ခေါင်းစဉ်တက် အမှုဖွင့်ပြီးတော့ဖန်ဆီလို့ရနိုင်တဲ့ဒါချင်းတွေကကြက်တွေဆိုတာကိုကျွန်တော်ကပြောပြနေခြင်းဖြစ်ပါတယ်အချိန်မူ၍ကောင်းစဉ်မျိုးစုံနဲ့ဖန်လို့ရတယ်ဘယ်ကောင်းမဲ့ဖြစ်နေဖြစ်နေချင်းချက်ရှိတာကတော့ main online မိသားစုဒိုရီမိုခရိုနီမိသားစုဒိုရီမိုအခြားသောတက်ဖက်အရက်ဖက်ဆိုင်ရာဒါယာရုကြီးကြီးတွေရယူထားတဲ့သူတွေရဲ့မိသားစုဝင်တွေနဲ့ဆက်နွယ်တဲ့သူတွေတော့မပါဘူးလေဗျာ ထင်ရှားတဲ့တသက်ပြမယ်ဆိုရင်စစ်မှုထမ်းဥပဒေထဲမှာမင်းအောင်လှိုင်းမိသားစုပါလို့လားကျူကျူလာတောက်ခေါမိသားစုလည်းမပါဘူးခရိုနီအတိုင်းဝိုင်းရဲ့သားသမီးတွေကရောပါလို့လားမပါဘူးအသက်ပြည့်တဲ့သူတွေကိုပဲကျွန်တော်ပြောနေတာတော့ဆိုတော့ဒါကြောင့်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအမှုတစ်ခုကောင်းတဲ့တက်ဖို့အတွက်ဖန်စီဖို့အတွက်အလုံးအင်မတန်လွယ်ကူတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုထင်ရှားစွာတင်ပြနေခြင်းဖြစ်ပါတယ် ပညာမဲ့တဲ့သူတွေယဉ်နုံတဲ့သူတွေပြီးတော့အုံနောက်မှာစင်ရှင်တို့တရားမရှိတဲ့သူတွေဟာအခုလိုပဲလွယ်လင့်တကူကြက်ကလေးညက်ကလေးအဖမ်းခံရသလိုနှအုံဖုံခါခံရသလိုစစ်ကြောရေးမှစံပြုတ်တော်မတော့နိုင်တဲ့အခြေအနေထိရောက်သွားခဲ့သလိုအရှိမအယိုးရင်ကြိုက်ပြီးတော့စစ်ကြောရေးရောက်ရတဲ့ကောင်းလေးလည်းအများကြီးရှိတယ် ုတ်ပြီသူ့ကိုတတ်ထားတဲ့ဆွဲချက်တွေကိုကျွန်တော်ကြည့်ကြည့်ပေးပါမယ်ဇလာနှစ်ရက်နေမွန်လဲတနာရီကျော်တဲ့အချိန်မှာပြုံးလွင်မှနေထိုင်နေတဲ့စစ်လော်ဘီဇော်ဘုံဟင်းကို အကြမ်းမဲ့ဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါမင်းအောင်လိုင်းအပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆူတဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှန် 358မြင်းဆောင်2025ဆက်တွေ့ရေးဥပဒေပုံမှ66နာကြီးဖြစ်မဘာတာအကြမ်းမဖက်စစ်ခွေးတက်ကိုထောက်ခံနေတဲ့သူဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့ကြောင်းသိရှိရတယ်။ဇော်ဘုံဟိယသူ့ရဲ့ Telegram Channel မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့အရာရှိဘိုင်းတွေကိုဝေဖန်မှုတွေစတိုက်လုံဆောင်တာကြောင့်အဲ့ဒီပြမှုတွေနဲ့ပဲကျွန်တော်တို့ ဇွန်လ2ရက်နေ့မှာအကျန်းဖက်စစ်ခွေးတက်ကကျုံးလင်မှာသူနေတဲ့အိမ်မှာပဲဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်။အဲဒီမှာဖြစ်စဉ်အစကျွန်တော်မိဘတွေကို ကျွန်တော်တင်ပြခဲ့ပါတယ်။တင်ဦးလင်မြေယာကိစ္စနဲ့သူလီလိုင်းမှာအာပေါင်းအာရင်တန်စွာနဲ့အုံနောက်မဲ့စွာစင်ညင်တို့ရကင်းမဲ့တဲ့သူတွေရဲ့ပုံရိပ်တံတန်အတိုင်းပဲ तू អော်ခြင်းလို့អော် तू ပြောခြင်းလို့ပြောလိုက်တဲ့ဖြစ်ရဲ့ရဲ့အနောက်မှာပြုံးလင်နဲ့ပတ်သက်တဲ့ဒါတပိုင်းဆိုင်ရာအရာရှိတွေနဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့ crony အတိုင်းဝိုင်းရဲ့အညှိုးထားခြင်းခံလိုက်ရတာပါဆိုတော့သူတို့အသားသူတို့ပြန်စားနေတာကျွန်တော်တို့ကဘေးကကြည်နေယုံပဲ ဘလို့အခြေအနေတွေပြီးတော့တို့စစ်တပ်ကဒါရိုးရင်းကြိုက်နေတဲ့ lobby တွေအချင်းချင်းအားကဲကြပါအောင် လုံးကြပါအောင်မဖမ်းသိမ့်ပါဘူးအဆင်ပြေလို့လေဒါစီမံပြီးတော့ပြန်လွတ်ပေးသင့်ပါတယ်စသည်အဖြစ်ထွက်လာအောင်ပဲပြီးသွားရင်နောက်ဆုံးတို့တွေကဘာနဲ့ပြန်ပြီးတော့ညုံချုပ်လဲဆို ground down ဖုံးကြီးဝစ်ပြီးတော့ဒီလိုပုံစံလေးတွေနဲ့ဒါညုံချုပ်နေကြတာကိုလည်းကျွန်တော်မိဘတွေအရှိမရိုးရင်းကြိုက်ခဲ့တဲ့ lobby ခွေးအား တွေရဲ့ပုံရိပ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့တွေ့နိုင်ပါတယ်။ဒါကြောင့်လည်းပဲဖြစီသွားတာကတော့တေချာပါတယ်ဆိုတာကိုကျွန်တော်ပြင်ဦးလွင်သတင်းအရှင်းမြစ်ကနေပြီးတော့ကျွန်တော်တိတိကျကျသတင်းရရှိထားတာဖြစ်တယ်။ပြီးတော့ပြင်ဦးလွင်မှာဖန်ဆီးပြီးတော့သူ့ကိုလက်ရှိအချိန်မှာမန်လေးနန်းတွင်းတဲကစစ်ကြောရေးမှနှုံဖုံခါနေတဲ့အကြောင်းကိုလည်းကျွန်တော်တို့တိကျတဲ့နန်းတွင်းဖျဲသီးစီကသတင်းရရှိထားတာပါ။နှုံဖုံခါနေတဲ့အပြင် ရေတောင်ပေးမတိုက်လို့ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့အကြောင်းပါစံပြုတ်ကတော့ဒါတောက်ရတော့မဲ့အခြေအနေကတော့တေချာနေပါပြီဟုတ်ပြီအခုတက်လိုက်တဲ့ဒါပြစ်မှုတွေပေါ့ဗျာတင့်မှောင်ကိုကိစ္စတွေပြီးတော့လက်နက်တရားမဝင်ကိုင်ဆောင်မှုတွေပြီးတော့လက်နက်မဲ့ license မဲ့လက်နက်တွေကိုင်နေပေါ့ဗျာပြီးတော့ license မဲ့ကားတွေကျောင်းဝယ်ဖောက်ကားမှုတွေကိုယ်တိုင်တုံးဆွဲမှုတွေ ီချင်းနေတွေဟာအကြောင်းဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှလုတ်ကင်းလို့လားသူတို့တက်တဲ့သူတို့အမှုဖွင့်ထားတဲ့ခေါင်းစဉ်ကိုပဲကျွန်တော်ရဲ့မိဘတွေညီကိုမောင်မတွေကိုကျွန်တော်ကပြန်လဲပြီးတော့တင်ပြပေးနေခြင်းဖြစ်တယ်အဲ့ဒီတက်ထားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့သူတို့အတိုင်းအဝိုင်းတစ်ခုလုံးလုတ်ကင်းတဲ့သူဘယ်သူရှိလဲဘယ်သူမှမရှိဘူးကျွန်တော်နိုင်ငံတွင်းကတစ်ဒီကောင်းနေအုပ်စုပဲမောင်ခိုးအကြောင်းဝယ်လောက်ကြတာ ပြီးတော့လက်နဲ့ကန်ဆောင်တယ်ကျွန်တော်တို့ယတာပြည်သူတွေလက်နဲ့မရှိဘူးဆိုတော့လက်နဲ့ကန်ဆောင်တယ်အဲ့ဒီလက်နဲ့ဘယ်ရရလဲသူတို့ ਨੇ ပတ်သက်တဲ့အတိုင်းအဝိုင်းအကြမ်းဖတ်အုပ်စုပတ်မှာပဲလက်နဲ့ကဝယ်လို့ရတယ်လက်နဲ့အကြောင်းဝယ်လို့လို့ရတယ်တာမန်ပြည်သူလက်နဲ့မကန်ရဲဘူးကျွန်တော်ယူပါဟုတ်ရဲ့လားကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကမှရေးပေးခဲ့လို့ရပါတယ်တာမန်ပြည်သူတယောက်လက်နဲ့ကန်လိုက်မယ်ဆိုရင်အဲ့ဒီပြည်သူဘာဖြစ်သွားမလဲ တခါတည်းတော့ပွဲချင်းပြီးတုတ်တင်ရှင်းလင်းခံရအောင်မယ်အကျန်းဖတ်ဆိုပြီးတော့အကျန်းဖတ်အဖွဲကခေါင်းစဉ်ပြန်တက်ပြီးတော့ပြီးတော့ license မဲ့ကရောင်းဝယ်ဖောက်ကားမှုကိုရိုင်းစီစဉ်မှုဟုတ်ပြီလက်ရှိအကျန်းဖတ်ဖတ်စစ်တက်ကစစ်ခွေးတွေနဲ့စစ်ခွေးထောက်ခံတဲ့ဒူတွေနောက်ဆုံးအုတ်ကြီးမှာအပါဝင်ယာအိမ်မှုအစုံ license မဲ့ကစီးနေနေတဲ့သူတွေ license မဲ့ကရောင်းဝယ်လုပ်နေတဲ့သူတွေတကောင်းမှမလုပ်ခဲ့ဘူး ငွေချေတက်နိုင်တဲ့အ ਨੇ အများပေါ်မူတည်ပြီးတော့သူတို့တွေကားမျိုးစုံလဲစီးနိုင်တယ်။ဟုတ်ပြီ။အဲ့ဒီ license ပဲကားတွေကရောဘယ်ကနေရောက်လာတာလဲ။သူတို့တက်ထားတဲ့ဒီအမှုတွေနဲ့သူတို့တက်ထားတဲ့ခေါင်းစဉ်တွေမှာပဲအဖြေကရှိပြီးသားပါ။ဆိုတော့တော်လန်ကမိဘပြည်သူတွေကျွန်တော်တို့တွေကဒါတွေကိုကြိုရင်းတွက်စားသိရှိပြီးသားပါ။ဟုတ်ပြီ။အခု license ပဲကားတွေကိုဖမ်းနေကြတယ်။ လိုင်စင်မဲ့ကားတွေကိုဖမ်းနေတော့ဖမ်းဆီးခံနေရတဲ့သူတွေကကျွန်တော်တို့ကျေးလက်ဒေသမှာရှိတယ်ကျွန်တော်တို့ရဲ့အယက်သားပြည်သူတွေပဲဖြစ်တယ်ဒါကုံစီလေးစီစဉ်ဖို့အတွက်အကိုရဲ့တောင်ယာကစိုက်ခင်းလေးတွေကဒါအတိနှံ့လေးတွေကိုဒါလိုင်စင်ရှိတဲ့ကားတို့မသုံးနိုင်ဘူးလေဗျာကျွန်တော်လိုင်စင်မဲ့ကားလေးတွေနဲ့ပဲဒါအသုံးပြုနေပါလမ်းပေါ်ထွက်ပြီးတော့ဒါမောင်းနေတဲ့စီးနေတဲ့ဥမာရန်ကုန်မှာမောင်းနေတဲ့မန္တလေးမှာမောင်းနေတဲ့နေပြည်တော်မှာမောင်းနေတဲ့ပြည်ဦးလေးမှာမောင်းနေစသည့်အဖြစ်မောင်းနေနေတဲ့ကောင်တွေက အကြံဖတ်စစ်ခွေးတက်နဲ့ပတ်သက်နေတဲ့ကျွန်တော်တို့တက်သားကနေပြီးတော့တက်ကြက်ပြီးတော့အရာရှိအရာခံဘိုလ်လောင်းတွေကအစုံလိုင်စင်မဲ့ကားတွေကိုမောင်းနေကြတာအခုမှမဟုတ်ဘူးဒါလိုင်စင်မဲ့ကားနဲ့အမှုတက်ထားတဲ့အတွက်ကျွန်တော်ကအနေနဲ့တမျှနေခြင်းဖြစ်ပါတယ်အဲ့ဒီလိုင်စင်မဲ့ကားတွေနဲ့ပတ်သက်ပြီးတော့ဖန်စီဖို့မင်းအောင်လှိုင်ကအမိန့်ထုတ်ခဲ့တယ်ဆိုတာကလည်းတကယ်တမ်းဖန်စီရမယ်ဆိုရင် तू ရဲ့တက် तू အောက်မှာရှိတယ် စစ်ခွေးတွေအကုန်လုံးကိုဖမ်းဆီးရမှာဖြစ်တယ်ရဲပါမလို့ဘူးမော်တော်ပီကယ်ပါပါသေးတယ်ဟုတ်ရလားကျွန်တော်ညီပါဆိုတော့ဇပွဲကိုအမှုတက်တယ်ဆိုတာကအဲ့ဒီအမှုတွေဟာငကိုတွေကရှိပေးသားအမှုတွေဖြစ်ပါတယ်တက်ရင်လည်းပဲတက်လို့ရတယ်လွယ်လွယ်ကူကူဖမ်းလို့ရတယ်လွယ်လွယ်ကူကူဖုံခါခံရတယ်အဲဒါမဲ့ဖတ်စစ်ခွေးအငတ်စနူကောင်တွေရဲ့အကြောင်းကိုကျွန်တော်ကထင်ရှားစွာတင်ပြနေခြင်းက သူတို့အုတ်ချုပ်ခံရှိနေသူသူတို့ကိုအပိထောက်ခံနေပါတယ်ဆိုတဲ့ကောင်းတွေတောင်မှတကောင်တမိမှမလွတ်ဖဲနဲ့အခုလိုမျိုးဖန်စီညင်မှန်နှိမ့်ဆက်ခံရမယ်နောက်ဆုံးအတနာခံပြီးတော့ခံဝင်ကြတိလေးနဲ့ထွက်လာကြကျွန်တော်အမှန်တရားကိုပဲတင်ပြနေတာပါလူငယ်ကတော့လူငယ်ပြီပြီလူငယ်လိုပဲတင်ပြပါတယ်ဒါကြောင့်လည်းပြင်ဦးလေးရဲ့မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ခရိုနီအတိုင်းဝိုင်းရဲ့ ပြီးတော့ကျန်ဖက်စစ်ခွေးတက်ရဲ့ခေါင်းကြီးဖိုင်းဒီရဲ့အညိုတေးခံလိုက်ရတဲ့အာကြီးခေါ်ဇော်ဘုံဟိန်းဟာအာပေါင်းအာရင်တန်စွာနဲ့ကြောဆူနိုင်တဲ့အခြေအနေမရှိတော့ဘဲနဲ့စံပြုတ်တောက်နေရတဲ့အကြောင်းပါဟုတ်ပြီသူတို့ရဲ့ဂုံတိတ်ခါညှိုးနှမ်းစီလို့ပြီးတော့သူတို့ရဲ့ဒါတပ်ဖွဲ့ရဲ့ဂုံတိတ်ခါထိပါလို့ ပြောချင်တာကတော့မင်းအောင်လှိုင်တဲ့ဒါခေါင်းကြီးပိုင်းတွေကိုဝေဖန်အပြစ်တင်ကဲ့ရဲ့ရှုံချလို့နောက်ဆုံးဗျာအဲကျွန်တော်ခက်ချင်းညံလေးပြောရမယ်ဆဲဆူချိန်ပေါင်းလို့ဗောဗျာဟုတ်ပြီအဖွဲစည်းတစ်ခုရဲ့လူပုဂ္ဂိုလ်တယောက်ရဲ့ဂုံတိတ်ခါဆိုတာကဘသူကသတ်မှတ်တာလဲကိုယ့်အကူသတ်မှတ်လို့ရလားကျွန်တော်ရဲဘော်ရှမ်းလေးမိမဂုံတိတ်ခါဘယ်လောက်ရှိလဲမင်းရည်တည်မှု ဘယ်လောက်ထိခိုင်ပါလဲကျွန်တော်ကျွန်တော်အမှတ်ပေးလို့မရဘူးပြီးတော့ကိုယ့်အကိုကိုယ်ကိုယ်သိက္ခာကိုအာကျွန်တော်ဟာဂုံသိက္ခာကြီးမြတ်လုံးပါတယ်ဆိုပြီးတော့လဲကျွန်တော်ပြောလို့မရဘူးအဲ့ဒီကျွန်တော်တို့ရဲ့ဂုံသိက္ခာကိုကျွန်တော်မိမပြည်သူတွေကပဲသတ်မှတ်ပြတာဖြစ်တယ်ဟုတ်ပြီမင်းအောင်လှိုင်းရဲ့ဂုံသိက္ခာမင်းအောင်လှိုင်းရဲ့ကိုကျင်းတရားမင်းအောင်လှိုင်းရဲ့လောက်ရက်တွေပေါ်ဒါညှိုးနှမ်းအောင်ဂုံသိက္ခာကြဆင်းအောင်ပြောဆို ဝေဖန်ရေးသားလို့ဖန်ခစီခံရပါတယ်ဆိုတော့မင်းအောင်လှိုင်ရဲ့ဂုံသိက္ခာကိုရှိလို့လားမင်းအောင်လှိုင်အောက်မှာဒါကြုံဖားဝနေတဲ့ကောင်းတွေရဲ့ဂုံသိက္ခာရောရှိလို့လားအဲ့ဒီဂုံသိက္ခာဘသူကပေးတာလဲရှင်းရှင်းလေးပါကျွန်တော်ရင်မိပါတယ်အကြောင်းလဲပဲပညာမဲ့တဲ့သူတွေဉာဏ်နှုံတဲ့သူတွေဟာအချို့အရာတွေမှာပုံမှန်အယိုက်ခံရပြီးတော့ မိုင်းတိုက်ခံရပြီးတော့သူတို့တွေဘလောက်ထိပဲဒါဘောမနေပါသည်သူတို့ဘလို့မျိုးချင်နေမျိုးမှာပဲဒါကောင်းစေချင်လို့ပဲဖြစ်ဖြစ်အားလုံးအားမရတဲ့အချိန်တွေမှာပဲဖြစ်ဖြစ်သူတို့ရဲ့ပြောဆိုမှုဟာ reverse သူတို့ရှိပဲပြန်ရောက်ပြီးတော့အချိန်တန်တော့လဲသူတို့ဟာအသုံးချခံတနာเสียတတဝါတကောင်အဖြစ်ပဲရှိနေတယ်ပြီးတော့သူတို့ကိုယ်၌ကလည်းလူမဟုတ်ဘဲနဲ့ ခွေးချက်တောင်မှာအဆင့်နှိမ့်နဲ့သူတွေအဖြစ်ယက်တီနေရတဲ့ဆိုတာကိုကျွန်တော်တို့တနာစပွဲမြင်တွေ့ကြားသိပြရတာဖြစ်ပါတယ်။ဒါဆိုရင်တော့အဖွဲစည်းအကြောင်းမပြောနဲ့လူပုတ်ကိုတူးချင်းစီရဲ့ဂုံတိတ်ခါဟာကျွန်တော်တို့ပြည်သူလူထုတရက်လုံးမှာပဲရှိတာပါ။မိမိရဲ့ကိုယ်တိတ်ကညှိုးနှမ်းစေလို့တရားဆွဲခံရတဲ့သူတွေသိစေဖို့အတွက်ကျွန်တော်ကအနေငယ်ထပ်ဆောင်တင်ပြခြင်းဖြစ်ပါတယ်ဟုတ်ပါတယ် ဇော်ဘောင်းရင်းတကောင်ကတော့အကျိတ်ခံလိုက်ရပြီ။သူ့ရဲ့အရှိန်မှာလည်းပဲအကျိတ်ခံလိုက်ရတဲ့ကောင်တွေရှိတယ်။ဇော်ဘောင်းဟင်းဟာကျွန်တော်တို့ချီးပုံးထမ်းခံထားရတယ်။ကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာဖမ်းအဖမ်းဆီးခံရရတဲ့တိုင်းမှုရိုမင်းထွေအားကိုနဲ့ခွေခွေချင်းဟောင်းလို့ရမလားလို့သူစူးစမ်းခဲ့ပေမဲ့ဘလို့ပဲအာသီးရောင်ပါစေဇော်ဘုံအိမ်တကောင်အခုချိန်မှာတော့ စင်ပြေရဲ့လားကျမ်းမာရဲ့လားနေကောင်းရဲ့လားလို့ကျွန်တော်ရဲဘော်ရှမ်းလေးတည်င်းမေးလိုက်ပါတယ်။ကျန်ရှိသွားတဲ့လူတွေရဲ့စရင်ဟာလည်းကျွန်တော်တို့ကထပ်မှန်ပြီးတော့စောင့်မျှော်နေပါတယ်။ဘယ်ချိန်မှာဘယ်ကောင်ထပ်မှန်ပြီးတော့အခုလိုပဲအကျိတ်ခံရမလဲဆိုတာကိုကျွန်တော်တို့စောင့်မျှော်ရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေ။ကျေးဇူးတင်ရှိပါတယ်ဗျာ။